အားလုံးပဲမင်္ဂလာပါဗျာအာရှင် MMA Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့2024ခုနှစ်အတွက်နောက်ဆုံးရကျွန်တော်တို့ရဲ့ကချင်သားကြီးအောင်လအန်ဆန်းရဲ့သတင်းတွေဆိုတဲ့အကြောင်းလီယွန်းအဝတ်နဲ့ထုတ်သက်သွားတော့မဲ့ပွဲစဉ်အတွက်ပါကစ္စတန်နိုင်ငံကိုသွားပြီးတော့ကာပစ်နူမာကိုမက်ရော့တို့အဖွဲ့နဲ့လေ့ကျင့်နေတဲ့ဘယ်လာဒ်မူဟာမက်ဆိုတဲ့အကြောင်း UFC 269 event ပွဲစဉ်မှာစောင့်ကြည့်သွားရမယ်။အမကန်ချမ်းပြသွားမယ်။မေဒဝိတ်တန်ကပွဲစဉ်ကြတဲ့ပွဲအကြောင်းစတဲ့အကြောင်းအရာတွေကိုစူးစီးတုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့2024ခုနှစ်အတွက်အွန်လိုင်းအန်ဆန်အနေနဲ့သူ့ရဲ့စီစဉ်တွေကိုပြောပြခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ကျွန်တော်ရဲ့ကချင်သားကြီးအောင်လအဆန်းဟာဆိုလို့ရှိရင်အခု2024ခုနှစ်မှာသူ့အနေနဲ့လာမယ့်မေလာထဲမှာအသက်39နှစ်အရွယ်ပြည့်မှာဖြစ်ပါတယ်။ ဆိုတော့အသက်40နာနီးကပ်လာပြီဖြစ်တဲ့အောင်လအန်ဆန်နေနဲ့သူ့ရဲ့ကြံရှိနေတဲ့ကစားသမားဘဝကာလတွေမှာဘယ်လိုပွဲစဉ်တွေကို ထိုးပြသွားမလဲဆိုတာကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလိမ့်။အောင်လအန်ဆန်နေနဲ့တကယ်ကိုအောင်မြင်မှုအကြီးမားတွေရရှိခဲ့ပြီးတော့သူ့အနေနဲ့ One Championship ရဲ့နှစ်သက်ကွန်းချန်ပီယံအထိဖြစ်ခဲ့ပြီးတော့တကယ်ကိုမြမကုံဆောင်ဖိုက်တာတယောက်ဖြစ်ခဲ့တာဖြစ်ပါလိမ့်။ဒါပေမဲ့လည်း2020ခုနှစ်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒီသူ့ရဲ့ prime color ကို ကုံလွန်သွားတာကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ Rania Director ကိုနှစ်ပွဲဆက်တိုက်ရှုံးပြီးတော့သူဟာ World Championship ကနေပြီးတော့ Champion စင်ကော့ခွင့်ပြန်လဲရရှိဖို့အတွက်ကို တော်တော်လေးကြိုးစားခဲ့ပေမဲ့အခုချိန်ထိ Champion စင်ကော့ခွင့်တောင်မရရှိသေးဘဲနဲ့ World Championship ကနေပြီးတော့ထွက်ခွာရမယ့်အနေအထားပါဖြစ်နေတာဖြစ်ပါတယ်နောက်ဆုံးပြောပြထားတဲ့သတင်းတွေရဆိုလို့ရှိရင်တော့ online asset အနေနဲ့ဘယ်ဘွယ်စည်းမှာထုတ်သက်သွားမလဲဆိုတာတိတိကျကျရေးရမကြည့်ရသေးပဲ ਨੇ ဘယ်ဖွဲ့စည်းမှာဖြစ်ဖြစ်အကောင်းဆုံးထိုးတက်သွားမယ်ဆိုပြီးတော့ပြောနေတာပါ။အလားဆန်ဟာဘလတာပရိုမိုးရှင်းမှာပဲထိုးတက်သွားမလား PF ပရိုမိုးရှင်းမှာပဲထိုးတက်သွားမလားဆိုပြီးတော့ပြည်သက်တွေအားလုံးကမိကုန်းထုတ်ပြီးတော့ခံမှန်းခဲ့ကြပြီမြေအခုချိန်ထိဘာမှကိုတိကျကျမတိရသေးတဲ့အနေအထားတစ်ခုလို့ပြောမှာဖြစ်ပါတယ် ဒါပေမဲ့လည်းအွန်လိုင်းဆန်းနေနဲ့အတိအကျသေးချာပြောလိုက်တာနှစ်ခုကတော့သူ့အနေနဲ့2024ခုနှစ်မှာပြန်လာမယ်တကယ်ကိုကမ်ဘက်အကောင်းဆုံးလုပ်ပြသွားမယ်ဆိုပြီးတော့ပြောထားလာခဲ့ပါတယ်ဒီကြကြပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ social media post တွေမှာပြောထားတာကအွန်လိုင်းဆန်းနေနဲ့သူ့ရဲ့ပေါ်လာကြီးမာတင်ငူးရင်ကိုလက်ချင်ပြင်ဆင်ပေးသွားမယ်အဲ့ဒီပွဲစဉ်ပြီးလို့ရှိရင်တော့သူ့ရဲ့ပွဲစဉ်နောက်ထပ်လာမယ်ဆိုပြီးတော့ပြောထားတာပါဒါပြင် April မှာသူ့အနေနဲ့ကမ်ဘက်ပြန်လာမယ်လို့လည်းပြောထားတာကိုလည်းတွေ့ရမှာပါ ဆိုတော့အောင်လအဆက်အနေနဲ့အခုနှစ်တည်း2024ခုနှစ်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့သူ့ရဲ့လေ့ကျင့်ခန်းဆင်းနေတဲ့ပုံရိပ်တွေကိုတင်ထားလာခဲ့ပြီးတော့သူ့အနေနဲ့ပါလာလာဝဲလ်ကမ်ပါပဲဆိုတဲ့စာသားနဲ့တင်ထားလာခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့မကြခင်မှာအောင်လအဆန်းရဲ့ပွဲစဉ်ကိုကြည့်ရဖို့ကတော့နှိစက်နေပါပြီအဲ့ဒီမတိုင်ခင်မှာတော့အောင်လအဆန်းအနေနဲ့သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့မာတင်ငူးရင်ကိုဂျပန်နိုင်ငံမှာကျင်းပသွားမယ့်ဝမ်ချန်ပီယံရှစ်ရဲ့ပွဲစဉ်မှာတွားရောက်ပြီးတော့ဝင်ရံပေးသွားဦးမှာပဲဖြစ်ပါတယ် ကယ်တမ်းဝေဖန်ဒီကတ်သုံးသက်ရမယ်ဆိုလို့ရှိရင်တော့ online and set အနေနဲ့သူ့ရဲ့ prime color ဟာလုံအောင်ကိုကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ prime color ဖြစ်တဲ့အချိန်မှာသူဟာနှစ်ထပ်ကွန်း champion ဖြစ်တဲ့အထိစွမ်းဆောင်ပြနိုင်ခဲ့ပြီးတော့တကယ်ကိုအလဲထိုးပွဲချမ်းအနေနဲ့အနိုင်ယူရရှိထားခဲ့တာဖြစ်ပါတယ်။သူအနေနဲ့နောက်ဆုံးနိုင်ယူထားတဲ့ပြိုင်ဘက်၃ယောက်ကလည်းတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အဖိုးကြီးတွေလို့ပြောရမှာဖြစ်ပြီးတော့နိုင်ယူဖို့လွယ်ကူတဲ့ပြိုင်ဘက်တွေပါတကယ်လို့အောင်လာအစက်နေတယ်ကအခုချိန်မှာရှီမေးလ်အာတိုဂန်နဲ့ ဖုတ်သက်သွားရမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့တော်တော်လေးပွဲချက်တစ်ပွဲကိုရင်ဆိုင်သွားရနိုင်ပါတယ်။ ။ဒါပေမဲ့လည်း1 Championship မှာ online and center အသက်ကြီးတဲ့တန်းလီလိုမျိုးအသက်40ရှိတဲ့ fighter တွေတော့မှထုတ်တက်ပြီးတော့ champion စိန်ခေါ်ခွင့်ရတဲ့နေသားတီလုတ်ပြနိုင်တဲ့ရင် online and center တွေကလည်းအဲ့ဒီလိုမျိုးလုတ်ပြနိုင်ဖို့မျှော်လင့်ထားမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကစားသမားဘဝအနားယူချိန်မှာ online and center ကိုနိုင်ပွဲတွေဆက်ပြီးတော့နားယူသွားတာမျိုးပဲဖြစ်ချင်ပါတယ် MMA fighter တွေနဲ့သူတို့ရဲ့ prime color ကုံဆုံးပြီးတော့နားယူချိန်ရောက်ပြီဆိုလို့ရှိရင်ရှုံးပွဲတွေဇက်တိုက်ကြုံလာရတာဖြစ်ပြီးတော့တကယ်ကို အထွက်မလှဘူးလို့ပြောရမှာဖြစ်ပါတယ်ဥပမာပေးပြောရမယ်ဆိုရင်တိုနီဖာဂူဆန်ကြီးကိုပဲကြည့်မယ်ဆိုလို့ရှိရင် UFC မှာအခုချိန်ထိသူဟာခုနှစ်ပွဲဆက်တိုက်ရှုံးပွဲကြုံထားရတာပါကျွန်တော်တို့ရဲ့အချင်းသားကြီးအောင်လအန်ဆန်းကိုတော့အဲ့ဒီလိုမျိုးမဖြစ်စေချင်ပါဘူးနောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Lion Award နဲ့ထိုးသက်သွားတော့မဲ့ပွဲစဉ်အတွက် Dagestan နိုင်ငံကိုသွားပြီးတော့ Lightweight Dan Champion Islam Makachev Champion ဟောင်းကပင်နူမာကို Marotto နဲ့အတူတူသွားရောက်ပြီးတော့လက်ကျင့်ပြင်ဆင်နေတဲ့ Balal Muhammad ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် UFC ကဘလမူဟာမက်ဆိုတဲ့ကစားသမားဟာဆိုလို့ရှိရင် UFC မှာ Walter White တန်းရဲ့နံပါတ်2နေရာကကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့အခုချိန်မှာ Champion Sing Kho Kwin ရရှိထားတဲ့ကစားသမားတူဖြစ်ပါတယ်။ဘလမူဟာမက်ကိုတခြား fighter တွေနဲ့စာလို့ရှိရင်ပို့ပြီးတော့လူတီနေကြတဲ့ fighter တူလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့အဲ့ဒီလိုမျိုးလူသိနေရလဲဆိုတဲ့အကြောင်းရင်းကတော့ဘလန်မူဟာမတ်အနေနဲ့ MMA ပွဲပေါင်း29ပွဲကစားထားပြီးတော့23ပွဲနိုင်3ပွဲရှုံးဆိုတဲ့အနေအထားမှာသူ့ရဲ့ဒီနိုင်ပွဲအများစုခါဆိုလို့ရှိရင် decision နဲ့ပဲနိုင်ထားလို့ပဲဖြစ်ပါလေ23ပွဲနိုင်ထားတဲ့အထက်မှာ29ပွဲထိကို decision နဲ့နိုင်ထားတဲ့အတွက်ကြောင့်မို့လို့သူဟာအမတ်ရယူပြီးကစားတတ်တဲ့ fighter တယောက်ဖြစ်ပြီးတော့သူ့ရဲ့ပွဲစဉ်တွေဟာပြင်းဖို့ကောင်းပါတယ်ဆိုပြီးတော့တချို့ပရိသတ်တွေကယူဆကြပြီးတော့တိတ်ပြီးတော့စိတ်ဝင်စားတာကြောင့်မို့လို့သူ့အနေနဲ့အဲ့ဒီလိုမျိုးလူသိနေရတာလည်းဖြစ်ပါလေဒါပေမဲ့ဘလန်မူဟာမတ် ေနဲ့သူ့ရဲ့ MMA record ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အခုချိန်မှာသူဟာ၉ပွဲဆက်တိုက်ရှုံးပွဲမရှိနိုင်ယူရရှိထားပြီးတော့ champion single win ကိုကျင်းပပေါက်ထိုက်တန်တဲ့ကစားသမားတူပါသူဟာပြီးခဲ့တဲ့ဒီ UFC 980 event ပွဲစဉ်မှာဆိုလို့ရှိရင်ခပစ်နူမာကို Madorosi မှာတွားရောက်ပြီးတော့ legend ခဲ့ပြီးတော့လုံးဝကိုရှုံးပွဲမရှိသေးတဲ့ UFC welterweight တန်းရဲ့နံပါတ်၉နေရာက fighter ဖြစ်တဲ့ Sean Brady ကိုဘဲဥခွဲပြခဲ့ပြီးတော့ကောင်းဆုံး performance နဲ့အလဲထိုးပြီးတော့နိုင်ယူရရှိအောင်လုပ်ပြသွားခဲ့တာပါ အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း Fighter Jan တူဖြစ်တဲ့ Gaber Ban ကိုနိုင်ယူရရှိပြီးတော့သူ့ရဲ့ World Weight Dan Champion စင်ခေါ်ခွင့်ကိုတောင်းဆိုနေတာပဲဖြစ်ပါတယ်ဆိုတော့ဘယ်လမူဟာမက်ဒီနဲ့သူ့ရဲ့ပြင်းစရာကောင်းတဲ့ကစားပုံကစားနည်းတွေကနေပြီးတော့ဘယ်လိုယုံထွက်သွားသလဲဆိုတာကတော့ UFC ရဲ့ Lightweight Dan Champion ဟောင်းကာဘနူမာကိုမာရိုရိုစီမှာတွားရောက်လစ်ကျင့်ပြီးတော့ပြောင်းလဲခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဘယ်လမူဟာမက်ဒီနဲ့အဲ့ဒီလိုမျိုးတွားရောက်လစ်ကျင့်ပြီးကြတဲ့က ော်တော်လေးကိုတိုးတက်လာတာဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ထိုးတက်ပုံထိုးတက်နေတဲ့ ground game ဘိုင်းတွေဟာဆိုလို့ရှိရင်လည်းအင်မတန်မှတိုးတက်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့ဒီတစ်ခေါက်မှာဆိုလို့ရှိရင်သူ့အတွက်အင်မတန်မှအရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့ Champions League ခေါ်ပွဲပွဲစဉ်ထိုးတက်ရမယ့်အတွက်ကြောင့်မို့လို့ Balad Muhammad အနေနဲ့သူဟာ Dagestan နိုင်ငံထိသွားရောက်ပြီးတော့ Khabibnu Mago Mbadolo နဲ့လက်ချင်နေပြီလို့သိရပါတယ်။ Dagestan နိုင်ငံသားတွေအနေနဲ့တကယ်ကို တော်တဲ့ fighter တွေဖြစ်ကြပြီးတော့အင်မတန်မှလည်းစီကံကြီးတဲ့ fighter တွေဖြစ်ကြပါတယ်။ဒါကြောင့်မို့လို့တို့ရဲ့နိုင်ငံကတကယ်ကိုအားကစားမှာ champion တွေအများကြီးမွေးထုတ်ထားနိုင်ကြတာလို့ပြောရမှာပဲဖြစ်ပါတယ်။အထူးသဖြင့် Gamenu Mago Matador လိုမျိုး ground game အင်မတန်ကောင်းတဲ့ကစားသမားတွေနဲ့တွားရောက်ပြီးတော့ legend မယ်ဆိုလို့ရှိရင်တော့ Balan Muhammad အနေနဲ့ Leon Award နဲ့ထိုးသက်သွားမယ်ပွဲစဉ်မှာအကောင်းဆုံး performance တွေကိုပြသသွားနိုင်ပါတယ်။ ချန်ပီယံကြီးလီယွန်အဝါနဲ့ဘလတ်မူဟာမတ်တို့ရဲ့ပွဲစဉ်ဟာအခုလာမယ့် UFC 300 event ပွဲစဉ်မှာထဲသွင်းကျင်းပသွားမယ်ဆိုပြီးတော့သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။ဘလတ်မူဟာမတ်အနေနဲ့တကယ်လို့သာသူ့ရဲ့ ground game ကိုအကောင်းဆုံးပြင်ဆင်လာနိုင်ပြီးတော့လီယွန်အဝါနဲ့ထိုးသက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့လီယွန်အဝါရဲ့တတိယချိန်မြောက်ချန်ပီယံကပ်ကာကွယ်ပွဲပွဲစဉ်မှာတော်တော်လေးကိုကောင်းတဲ့ဝေကောင်းပွဲချမ်းတဲ့ပွဲကိုစောင့်ကြည့်သွားရနိုင်ပါတယ်။ အဲ့ဒါတက်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရကတော့အခုလာမယ့်ဖေဖော်ဝါရီလမှာထိုးသက်သွားမယ့် UFC 298ရဲ့မေရဝီတန်းကတွဲဆိုင်ခြင်းတစ်ခုကြောင့်ကိုတင်ဆက်ပေးသွားခြင်းပါလေ UFC 298 event ပွဲစဉ်ဟာဆိုလို့ရှိရင်ဩစတြေးလျနိုင်ငံက fighter ဖြစ်တဲ့ Alexander Volkanovski ရဲ့ ဖယ်ဒိုဝိတ်တန်ချန်ပီယံကပတ်ကာကွယ်ပွဲကိုအော်စတြေးလျနိုင်ငံမှာအီလီယာတော်ပူရီယာနဲ့ထိုးတက်သွားပြီးတော့ကျင်းပသွားမှာပါအဲ့ဒီပွဲစဉ်မှာအော်စတြေးလျနိုင်ငံသားဖိုက်တာတွေကိုဝက်ထုတ်ထားတာကိုတွေ့ရပြီးတော့မေဒယ်ဝိတ်တန်ကအော်စတြေးလျနိုင်ငံသားဖိုက်တာဖြစ်တဲ့ရောဘတ်ဝစ်တေကလည်းပါဝင်လာခဲ့ပါတယ်ရောဘတ်ဝစ်တေကအနေနဲ့ UFC ရဲ့မေဒယ်ဝိတ်တန်ချန်ပီယံဟောင်းတူဖြစ်ပြီးတော့သူ့အနေနဲ့မေဒယ်ဝိတ်တန်မှာတကယ်ကို gate keeper လိုမျိုး fighter တယောက်အနေနဲ့ကစားခဲ့ရတာဖြစ်ပါတယ်သူ့အနေနဲ့နောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲစဉ်ကတော့ cricket duplexin နဲ့ပွဲစဉ်ဖြစ်ပြီးအဲဒီပွဲစဉ်မှာ cricket duplexin ကိုဒုတိယချီမှာအလဲထိုးနဲ့ရှုံးနေခဲ့ရပြီးတော့ Robert Whittaker အနေနဲ့အခုချိန်မှာနိုင်ပွဲကိုပြန်လည်ရှာဖွေသွားရတော့မှာပဲဖြစ်ပါတယ်။သူနဲ့ထိုးသွက်သွားရမယ့် fighter ကတော့ UFC middleweight တန်းက fighter jet နောက်ထပ်တစ်ဦးဖြစ်တဲ့ Paulo Costa ပဲဖြစ်ပါတယ်။ Paulo Costa အနေနဲ့ပြီးခဲ့တဲ့ UFC 194 event ပွဲစဉ်မှာသူအနေနဲ့ Hanset Chimaev နဲ့ထိုးသက်သွားဖို့ပြုလုပ်ထားခဲ့ပေမဲ့ဒဏ်ရာပြဿနာကြောင့် အဲ့ဒီပွဲစဉ်ကနေနှုတ်ထွက်သွားခဲ့ရပါတယ်။ Follow Ghost အနေနဲ့အဲ့ဒီပွဲစဉ်ပြီးကြတဲ့ကဟန်ဆက်ချီမာယက်နဲ့ပြန်လည်ထိုးသက်ဖို့တောက်လျှောက်တောင်းဆိုနေတာဖြစ်ပေမဲ့ဟန်ဆက်ချီမာယက်ဘက်ကတော့လက်ခံကြခြင်းမရှိပါဘူး။ Holo Ghost အနေနဲ့အခု UFC တခုလုံးမှာဟိုဂျီအမြင့်ဆုံးရရှိထားတဲ့ဘရာဇီးနိုင်ငံသားကစားသမားတို့ဖြစ်ပါတယ်။အဲ့ဒါတော့မှသူ့အနေနဲ့အခုအချိန်ထိပွဲတစ်ပွဲမှမထိုးရသေးပဲနဲ့ရောင်းလေလေလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Holo Ghost ကို UFC ဘက်ကနေပြီးတော့ Robert Wood တွေကနေပွဲတဲပေးလိုက်ပြီးတော့အဲ့ဒီပွဲစဉ်မှာနိုင်ယူရရှိတဲ့သူဟာ Champion Cup စင်ကော်ကွင်းရရှိဖို့အတွက်တလန်းနီးကပ်သွားပြီပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာတော့တကယ်ကိုပွဲကောင်းပွဲကျန်တဲ့ပွဲဖြစ်မှာဖြစ်ပြီးတော့ Robert Wood တွေကရော Paulo Costa ရောနှစ်ယောက်လုံးဟာ striker မိုင်းမှာအပေးပြီးကစားကြတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေနေတဲ့တကယ်ကိုကောင်းတဲ့ striking ပွဲကျန်တဲ့ပွဲကိုကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ရိတ်သက်ကြီးနေနေကရောဒီပွဲစဉ်မှာ F Fighter ကိုအားပေးသွားခြင်းတယ်လဲဆိုတာကို comment မှာပြောပြပေးခဲ့ကြပါဦးခင်ဗျာ